Hello everyone အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ HRC က Teacher Aris ဖြစ်ပါတယ်ကျွန်တော်ကျွန်တော်တို့ County Bank နဲ့ Account Bank နောက်ရင် Quarter ပုံလေးကိုအတူတူလေ့လာရအောင်နော် County Bank Notes တွေကတော့တစ်ခုနှစ်ခုရည်တွယ်လို့ရတယ်တစ်ခုတည်းဆိုရင် A နဲ့ N နဲ့တွဲပြီးမှသုံးရမှာပေါ့နော် Example a tree and a ball နောက်ခုတစ်ခုတက်ပေါ်သွားပြီးနောက်ခုသုံးခုဖြစ်သွားပြီးဆိုရင်တော့ S to E S to V S I S to ထည့်ပြရမယ် A and not ထည့်ဆရာမျိုးတော့ပေါ့နော်ဥပမာဆိုလို့ရှိရင် two trees to 3 apples တို့ဒါမျိုးဖြစ်မှာပေါ့နော်နောက်တစ်ခု single of birthday plural birthday နဲ့သူကတွဲသုံးပါတယ်ဒီစမဲ့ဆိုရင် this tree is tall these apples are sweet အဲဒီလိုမျိုးနေနော် single of verb နဲ့လည်းရတယ် plural verb နဲ့လည်းရတယ် okay ဆက်ကြည့်မယ် အန်ကောင်တီဘနာအန်ကောင်တီဘနာနေရာကြတော့တစ်ခုနှစ်ခုကြီးတွက်လို့မရတဲ့ဟာတွေပါတဲ့ ASMR အနေနဲ့ပြောမယ်ဆိုရင် liquid တွေ materials တွေ abstract တွေတချို့အစားအသောက်တွေဆိုလို့ရှိရင်လည်းကြီးတွက်လို့မရပါဘူးတဲ့အဲ့တော့ fluorophane လည်းမရှိနေဘူးပေါ့နော်သူကကြီးတွက်လို့မရအောင်ဆိုတော့ အာကလိုရဖောင်မရှိပါဘူးတဲ့အဲ့တော့ borders to informations to ပြောမစင်မားတယ်ပေါ့နော်သူကတော့ဘာ verb တင်နေပဲတွဲမလဲဆိုရင်တော့ singular verb တင်နေပဲတွဲပါမယ်တဲ့ example နဲ့လားဆိုရင် this coffee is sweet this coffee is sweet အဲတမျိုးလေးတောင်းပါဘူးပေါ့နော်သူကအာ plural verb တင်နေတော့မတောင်းဘူးနော်နောက်ရာဒီကောင်တီဗယ်နောင်လာအန်ကောင်တီဗယ်နောင်လာတစ်ချက်လောက်ခွဲကြည့်ပြီးပါဘရက်စင်ကောင်လာအန်ကောင်တီဗယ်နောင်လာ studentkkeys.d okay အဲ့တော့အဖြေလေးရပြီလို့ထင်ပါတယ်ကျွန်တော်အဖြေလေးပြပေးပါမယ် okay answer ကတော့ rec ကတော့ encountable နာမပါတယ် student ဆိုရင် countable လို့လုပ်ရတယ် k ကတော့ encountable cheese encountable dog countable t ဆိုရင်တော့ liquid ဖြစ်နေတော့ encountable တွေမှာပါပါတယ်အဲ့တော့ဒီနေ့တော့တက်လောက်ပါပဲ Bye bye. See you in the next video.